Hello everyone, welcome to my channel English in Nadia Ma teacher Nadia ဖြစ်ပါတယ်။ဒီနေ့ teacher တို့ဒီငါတို့အလုပ်တွေလျှောက်တဲ့အခါမှာဆိုရင် CV form ထောင်းနေပေါ့နော်။ interview မဖြေခင်မှာ CV form ဖြည့်ရတာမျိုးရှိတယ်။အဲ့အချိန်မှာ CV form မှာ English လို information တွေကိုဘယ်လိုဖြည့်ရမှန်းမသိဘူး။ကိုကကိုယ့်ရဲ့ဘာတွေရမှန်းမသိတဲ့သူတွေအတွက်ပေါ့နော်။အဲ့တော့ဒီ video လေးမှာအစစ်စစ်တခါတဲ့ CV form ကြီးစောက်နေရအစားဘာတွေရမှန်းလဲဆိုတော့အစားဆုံးပြပြသွားမှာဖြည့်လို့လိုက်ကြည့်လိုက်ရအောင်။ ော့ဒါပေါ့နော်ဒီချက်ရှိမှတက်ခဲ့ဒီချက်ကျောင်းသားတယောက်ရဲ့သူ့ရဲ့ interview တွေတချို့တူတူရေးခဲ့ကြတဲ့ CV form လေးကို examiner နေနဲ့ပြပြပေးမယ်။အဲ့ဒါမှ CV form ရေးတဲ့အချိန်မှာအင်္ဂလိပ်လိုဘလို့အချက်လက်တွေပါရမလဲဘလို့ရေးရမလဲဆိုတာသိသွားကြမှာပေါ့နော်။ဟိုပထမဦးဆုံးအနေနဲ့ခုနကန်ပါရဲမှာပေါ့ဒီနေရာမှာ photo နေရာလေးမှာကိုယ့်ရဲ့ပုံလေးကိုထည့်ရမယ်။ ကိုယ့်ရဲ့ပုံမျိုးချက်ပြီးတော့မကွက်နာမည်ပေါ့နော်နာမည်လေးကိုရေးမယ်ပြီးရင်ဒီညမှာလာကြကိုယ့်ရဲ့ position ကိုလှုပ်ရှားမဲ့ position ဘာအောင်ရှောက်မှာလဲဒီချက်တပည့်ကတော့ reader နေရာကိုခြောက်မှာဖြစ်တဲ့အတွက်ကြောင့်လို့ reader ဆိုပြီးတော့ရေးလိုက်တယ်ပေါ့ဒီညမှာ email ဖြစ်တဲ့အတွက်ကြောင့်မလို့ကိုယ့်ရဲ့ email address ကိုရေးမယ်ပြီးရင်ကိုယ်နေတဲ့နေရာခါကြတော့လာရောက် Thailand Thailand မြို့မှာနေတဲ့ကိုယ့်ကိုမျိုးရဲ့ကိုနေတဲ့နေရာကိုရေးလို့ရရဲပေါ့နော်ဦးမမတ်ကိုယ့်ရဲ့ဖုန်းနံပါတ်ကိုရေးရမှာဖြစ်တယ်ဟုတ်ပြီနော် အော်ဒါတွေကတော့ခုနကတီချယ်ပြောခဲ့တဲ့တမ်ပါကိုကမ်းပါးမှာဘလိုပုံစံမျိုးရွေးခဲ့လဲအဲ့ template ပုံမှန်မူတည်ပြီးတော့ new view ပြောင်းသွားမယ်ပေါ့ကိုကဒီနေရာလေးကိုနှစ်ချက်ထောက်ပြီးတော့မှအဲ့ဒီလုပ်လို့ရတယ်ကိုရေးခဲ့တဲ့ဟာတွေကိုပြန်ပြင်လို့ရတယ်ဒီမလို့ဘူးဆိုရင်တော့မှာပေါ့နော် CP တစ်ခုမှာဘာလို့အပ်လဲဘာဖြစ်ရမလဲဆိုတဲ့အကြောင်းအရာတွေကိုကြည့်လိုက်ရအောင်ပထမဆုံးအနေနဲ့ about me ော် CV ရေးတဲ့အခါမှာဒီချေတို့ကကိုအကြောင်းကိုပါရမယ်ပေါ့နော်ကိုအကြောင်းကိုအချင်းချင်းလေးစာပိုက်တူတူလေးနဲ့ရေးပြရမယ်ဒီမှာရေးထားတော့ I am a 21 year old youth who is proficient and has a passion for hospitality industry လဲကိုကဒီနေရာမှာလဲကိုနာမည်လေးနဲ့ပေါ့နော်ဘလောက် old youth ပေါ့နော် who is proficient and has a passion ပေါ့ဒီမှာကသူကဝေးတာနေရာမှာရှောက်မှာဖြစ်တဲ့အတွက်ကြောင့်မလို့ hospitality industry ပေါ့ hospitality industry ဆိုတာကဒီလူတွေကို service ပေးတဲ့နေရာမှာပေါ့နော်လူတွေကို service ပေးတဲ့နေရာမှာကျွမ်းကျင်တယ်ဆိုပြီးတော့ပြောချင်တာပါအဒီနေရာမှာကိုကလူတွေကို service ပေးတဲ့နေရာမှာရှောက်မယ်ဆိုလို့ရှိရင်လည်းဒီတိုင်းပဲ hospitality industry ဆိုပြီးတော့ရှင်းလို့ရတယ်။ I have many experiences working in restaurant marketing restaurants and marketing company ပေါ့။အဲမှာဒီစားသောက်ဆိုင်နေတဲ့ marketing company တွေမှာအလုံးလုံးရလုံးလုံးတဲ့ experience တွေအများကြီးရှိရဲ့။ I'm well recognized in every position for my communication, attention to details, pride, patience, and likability. General, <laughs> general local position, general communication, communication, social science, the table, not a daily little that is your patient. Sexy decline and skin and likability, go the Dure never, not like only to learn in NSK Maro to go, let Dure along aware of nice or the Mapuja Bari, so be your tail. အဲ့တော့အဲ့လိုစာပိုက်တူတူလေးကိုအချောင်းကိုရှင်းတဲ့နေရာမှာကိုယ့်ရဲ့ scale တွေကိုမှ bar scale ရှိလဲဆိုတာကိုလည်းအတူတူလေးရေးတတ်ဖို့လိုတယ်။ I believe my experiences and expertise will continue contribute significantly in the success of your restaurant. I believe ကျွန်တော်ယုံကြည်ပါတယ်ကျွန်တော်ရဲ့ experience တွေနဲ့ expertise ဆိုတာကကျွမ်းကျင်မှုတွေပါပေါ့နော်။ဒီ restaurant ရဲ့ဒီစာတောက်ဆိုင်ရဲ့အောင်မြင်မှုမှာများပြားစွာအကျိုးတရားမှုရှိမယ်လို့ယုံကြည်ပါတယ်။ ဟိုဒီညမှာကိုကဒီစာဆောင်လေးကိုသုံးကြည့်တယ်ဆိုလို့ရှိရင်လည်းကိုရှောက်မဲ့နေရာရဲ့ position လေးကိုထည့်ပြီးတော့မှသုံးလိုက်လို့ရတယ်ပေါ့ဟုတ်ပြီပြီးကိုအเจ้าကိုမိတ်ဆက်ပြီးသွားလို့ရှိရင်လာမှာက experience experience ကိုရဲ့အတွေ့အကြုံကြီးလာမယ်ဟုတ်တယ်နော် CV ဆိုတာတော့အတွေ့အကြုံကိုအများဆုံးထည့်ရဖြစ်တဲ့ကြာကြောင်းလို့ကိုရဲ့ experience လာမယ် experience ကိုရေးတဲ့အခါမှာတခုတိချာမှာကဒီ chapter robust chronological ဆိုတာမျိုးရေးပြရမယ် robust chronological ဆိုတာကအခုလက်ရှိကနေပြီးတော့မှနောက်အထိပေါ့နော် ဟိုဘွေးကလေးကအခုလက်ရှိထိမဟုတ်ပဲနဲ့နောက်ပြန်ရှိရတာမျိုးပေါ့တော့သူဆိုရင်2024ရာလဲ2025လက်ရှိကာလအထိကိုဒီ Thailand Thailand မှာ assistant chef ပေါ့နော် assistant chef အနေနဲ့အလုပ်လုပ်နေရဲ CHRI CHEF ဖြစ်မှာဆိုလိုမှာမှာ assistant chef အနေနဲ့လုပ်လုပ်နေတယ်အဲ့မှာသူကကိုယ့်ရဲ့ဖူးစက်ကိုလောက်ခဲ့တဲ့ဟာလေးကိုပေါ်ပြပေးသွားလို့ရှိရင်ပြီးရင်2022ကနေ2023ရှိရတော့ HR ပေါ့နော် human resource မှာ human resource ဆိုတာက customer service ပေးတဲ့နေရာမှာ employee အလုပ်သမားအနေနဲ့လုပ်လုပ်ခဲ့တယ်။ပြီး2020ကနေ2021အတွင်းကတော့ assistant nurse ပေါ့နော်။သူနာပြု assistant ဖြစ်လုပ်ခဲ့ပါတယ်။ဆိုပြီးတော့သူသူ့ရဲ့အဲအတွေ့အကြုံတွေကိုနောက်ကျောင်းပြန်ပြီးရေးထားတယ်။ကိုလည်းအဲ့လိုမျိုးရှိလို့ရတယ်။ပြီးရင်အတွေ့အကြုံတစ်ခုစီတိုင်းမှာပေါ့နော်။ကိုကအဲ့အနယ်ပယ်မှာဘာလုပ်ခဲ့ရလဲဆိုတော့ဗာရေးပေးရမယ်။အဲ့အနယ်ပယ်မှာကိုဘာတွေလုပ်ခဲ့ရလဲပေါ့။အော်ဒီမှာဆိုရင်သူရေးထားတာတွေက my skill can be used for versatility such as such as cleaning the dishes and kitchen helping the head chef in cooking giving services to customer and also as a waiter ဟုတ်သူကငါ့ scale တွေကိုပေါ့နော်ငါ့ scale တွေက facility ဆိုတာကဘတ်စုံသုံးလို့ရတယ် such as ပကံစေးတာတွေ foundation လုပ်တာတွေပြီးလို့ရှိရင် ဒီဟင်းကိုပေါ့နော် chef ကို chef ကိုဟင်းချက်တဲ့နေရာမှာကူညီတာလေပြီးတော့ customer တွေကို service ပေးတာနဲ့ waiter တယောက်အနေနဲ့မှလုပ်ကြရဲ့လေပြီးတော့သူကဒီမှာ key precious experience ပေါ့အဲ့မှာအရင်က precious ဖြစ်တဲ့အကိုတန်တဲ့ experience တွေရခဲ့တယ်အဲ့ရှာ employee နဲ့လုပ်ခဲ့တဲ့နေရာမှာတော့ work with various customer effectively and efficiently by answering their questions and helping them in shopping. တော့များပြားလာတဲ့ customer တွေနဲ့လုပ်လုပ်ခဲ့တဲ့တိတိကျကျလေးပေါ့ effective ဖြစ် ဖြစ်စွာနဲ့ efficient ဖြစ်စွာတိကျတိတိကျကျနဲ့တိတိကျအလုပ်လုပ်ခဲ့တယ်။ဘယ်လိုမျိုးလဲဆိုတော့သူတို့ရဲ့သူတို့မေးတဲ့မေးခွန်းတွေကိုဖြေပြီးတော့မှသူတို့ကို shopping ဈေးဝယ်တဲ့နေရာမှာကုညီချင်းအဖြစ်အလုပ်လုပ်ခဲ့တယ်လေ။ Since that now အနေနဲ့ကတော့ well known as a excellent worker in helping patients selling medicine and giving services လေ။တော့ဒီလူနာတွေကိုကုညီတဲ့နေရာမှာပေါ့နော်အရာအကောင်းတဲ့ worker အနေနဲ့တည်ခဲ့တယ်ပေါ့နော်သူသူကလူတည်များခဲ့တယ်ပြီးတော့ selling medicine ဈေးတွေရောင်းနေပြီး service ပေးတဲ့နေရာမှာလည်းလူတည်များခဲ့တယ်လေ။ ဒီ education ဆိုတော့ကိုယ့်ရဲ့ experience ကိုရေးပြီးသွားလို့ရှင်ကိုယ့်ရဲ့ education ပေါ့နော်နောက်ခံနောက်ခံဒီအလုပ်ပညာရေး education ဘက်ကိုလည်းရေးပေးရမယ် education ဆိုကောင်းတဲ့2020ကြီးပေါ့နော် university of yangon နဲ့ university of yangon မှာဆိုလို့ရှင် bachelor bachelor of foreign language နဲ့ပွဲရထားခဲ့ပြီးတော့2023နဲ့2025တွင်ရောတစ်ချက်ကျောင်းမှာပေါ့နော် english နဲ့ဒီမှာ english language school မှာတက်ရောက်နေခဲ့တယ် ီးတော့နောက်ဆုံးတစ်ခုအောက်ခြေလေးမှာဗာရေးလို့ရလေးလဲဆိုရင်ကိုယ့်ရဲ့ expertise ကိုယ့်ရဲ့ drain ချင်မှုလေအကျွမ်းကျင်မှုတွေကဗာရေးရှိမလဲဆိုတော့အဓိက expertise ကိုရေးတဲ့အခါမှာဒီကိုရှောင်းမဲ့အလုံးနဲ့ပေါ့နော်ကြိုက်ညီရလေးတွေကိုရေးရမယ်ကိုရှောင်းမဲ့အလုံးနဲ့လိုအပ်တဲ့ skill ကဘာမှတေချာမတည်သေးဘူးဆိုလို့ရှိရင်အဲ့လိုဘူးကဲမှာဖြစ်ဖြစ်အိမ်တိုင်းမှာဖြစ်ဖြစ်သွားမေးလို့ရတယ်ပေါ့ကိုယ့်ရဲ့ position လေးကိုရေးပြီးတော့မှဒီ position အတွက် best skill လိုအပ်လဲဆိုပြီးတော့ပေါ့နော် okay အဲ့တော့ဒီမှာသူ့အတွက်ကတော့ positive attitude လိုတယ်ပြီးရင် attention to detail အဲ့တော့ expertise ကကျွန်တော်ကဒါတွေကိုကြွန့်ကျင်ပါတယ်ဆိုပြီးတော့ပြောထားတာ positive attitude ဆိုတာကောင်းမွန်တဲ့ positive ဖြစ်တဲ့ attitude သဘောထားစိတ်နေသဘောထားရှိတယ်ပြီး attention to detail အသေးစိတ်အစားလိုက်ကြည့်နိုင်တဲ့ teamwork အလုပ်ပူးပေါင်းလုပ်ဆောင်နိုင်တဲ့အားကောင်းတယ် problem solving ပြဿနာတွေကိုဖြေရှင်းတတ်တဲ့ critical thinking ကောင်းကောင်းမွန်မွန်စဉ်းစားနိုင်တယ်လေ အာ critical thinking ရှိရပေါ့နော်ကောင်းမွန်စွာစဉ်းစားနိုင်တယ်ဆိုပြီးတော့သူရေးထားတယ်။ဒီမှာကသူ့ရဲ့ skill တွေကို summary အနေနဲ့ပြန်ရေးထားတာတော့ English language မှာ82%အဲ72%ရခိုင်နှုန်းကောင်းတယ်။ Thai language ကတော့72%ရှိတယ်။ Customer service က97%ပေါ့။သူတော့ဝေးတာအနေနဲ့ရှောက်မှဖြစ်တဲ့အတွက်ကြောင့်မလို့ customer service ကတော့97%အများကြီးဖြည့်ထားရမယ်လေအဲ့တော့ customer service 97%နဲ့ communication ကတော့98%ဟုတ်ပြီဒါလေးကတော့ CV form တစ်ခုမှလိုအပ်တဲ့ ဒီတကယ်လည်းပဲသွားပြီးတော့မှအလုံးရသွားတဲ့ CB form example လေးဖြစ်ပါတယ်။တော့ဒီ CB form တခုမှဆိုလို့ရှိရင်ကိုယ့်ရဲ့အကြောင်းပြန်ခြုံဝီပြောရမယ်ဆိုရင်ကိုယ့်ရဲ့အကြောင်းကို survey လေးနဲ့ရေးပြဖို့လိုမယ်။ပြီးရင်ကိုယ့်ရဲ့ experience တွေကိုရေးပြဖို့လိုမယ်။ရေးတဲ့အခါမှာလည်းပဲအဲ့လိုမျိုးလေးငါတို့ essay ရေးလိုမျိုးရေးတာမျိုးမဟုတ်ဘဲနဲ့စာကြောင်းကိုတူတူပြက်ပြက်လေးနဲ့ဒီချားလေးရေးပြဖို့လိုအပ်တယ်။ပြီးတော့နောက်တစ်ခုမှတ်ထားမှာ reverse chronology ပဲပေါ့နော်။နောက်ပြန်လေးရေးပြရမယ်။ အခုအချိန်ရနေလက်ရှိအခုဘာလုပ်နေရပြီးအရင်တော့ဘာလုပ်ခဲ့လဲဆိုတော့နောက်ပြန်လေးရေးပေးအောင်နောက်တစ်ခုကတော့ကိုယ့်ရဲ့ဒီကျွမ်းကျင်ရနေရာတွေကိုယ့်ရဲ့ summary ကိုရေးပေးအောင်ဖုန်းမှာပဲဖြစ်ဖြစ်ဒီ laptop မှာပဲဖြစ်ဖြစ်ပေါ့နော်ကိုယ့်ရဲ့ search engine browser ဒါမှမဟုတ်လို့ရှင် Google တခုခုမှာ Canva ဆိုတာလေးကိုနှိပ်လိုက်ပြီးပြီးတော့မှ Canva application လေးနဲ့ CP font လေးတိဆောက်ကြည့်ဟာ။ဒီမှာ Canva ကိုနှိပ်လိုက်ပြီးဆိုလို့ရှင်ဒီ open Canva ဆိုတာလေးပေါ်နေမယ်ပေါ့နော် အဲ့ဒါကဒီချက်ကဒီ laptop တွေမှာ camera software ရှိပြီးသားမလို့ open canvas ဆိုပြီးတော့ပေါ်နေတာကိုမှအဲ့လိုမဟုတ်ဘူးဆိုလို့ရှိရင်လည်း website ထဲကိုတိုက်ရိုက်ရောက်သွားလိုက်မယ် website မှာကိုယ့်ရဲ့ account ကို login ဝင်ပေးရမှာပေါ့နော်โอเคဒါကတော့ဒီ Canvas ဆိုတဲ့ website လေးဝင်လိုက်လို့ရှင်ဒီလိုပုံစံလေးပေါ်နေမယ်ပေါ်နေလို့ရှင်ဘာမှစမလုပ်ရသေးရသူတွေကဒီညမှာကိုယ့်ရဲ့ account ကိုဒီဟို icon လေးမှာပေါ့နော်ဒီချက်ကတော့ account ဝင်ပြီးသားဖြစ်တဲ့အတွက်ကြောင့်မလို့ဒီလိုလေးပေါ်နေရ မလို့ရတယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့ account ကိုအရင်ဆုံးဒီ Google account တို့ခုခုနဲ့ login ဝင်ပေးပါဝင်ပေးပြီးလို့ရှိရင်ဒါကတော့ Canva မှာပေါ်နေတဲ့ interface ပုံစံလေးဖြစ်တယ်ဒီမှာဘာမှမတိကျပါတယ်ဘာမှမပေါ်နေဘူးပေါ့နော်ဒီမှာဆိုရင်ငါတို့ကပထမဦးဆုံး design တစ်ခုတည်ဆောက်มาဖြစ်တဲ့အတွက်ကြောင့်မလို့ create a design ဆိုတာလေးကိုနှိပ်လိုက်မယ်။နှိပ်ပြီးတော့လို့ရှင်ဒီလိုလေးပေါ်လာနိုင်မယ်ပေါ့။ခုတည်ဆောက်มา resume ကိုတည်ဆောက်มาဖြစ်တဲ့အတွက်ကြောင့်မလို့ resume ဆိုတာလေးကိုနှိပ်လိုက်ပါ။ ခုလိုပုံစံလေးပေါ်လာလို့ရှိရင်တော့ဒီမှာကိုတိဆောက်ချင်တယ်ပေါ့နော်ပုံစံဒီဇိုင်းလေးကိုဒီနောက်မှာ template ဆိုတဲ့နေရာလေးမှာယူလို့ရတယ်။ပုံမဲ့အသုံးပြုရတဲ့သူတွေကလည်းဒီလိုပုံစံလေးပဲပေါ်နေမယ်နော်။စင်တူရိုးမှပုံစံလေးကိုတွေ့အောင်ရှာကြည့်ပါ။အဲ့တော့ဒီခြေကတခုကိုရေးလိုက်ပြီဆိုရင်ဒီမှာဒါမျိုးလေးကြားလာတယ်။နော်ကိုကျင်နေတဲ့နေရာကိုနှစ်ချက်ထောက်ပြီးတော့မှကိုရဲ့ personal information တွေကို share လုပ်ရပါတယ်။ဒီလိုမျိုးကမ်းပတ်မှာကိုလိုချင်တဲ့အချက်လက်တွေကိုပြန်ပြင်ထည့်ပေးသွားရဆိုလို့ရှိရင်နောက်ဆုံးအနေနဲ့ပေါ့နော် ကျေတော့ဒီ file ကို d file ကိုဟို pdf file အနေနဲ့ဒါမှ photo အနေနဲ့ဓာတ်ပုံအနေနဲ့ပြန်ထုတ်ပြီးတော့မှလုပ်ရှင်ကိုပို့ခြင်းလဲဆိုလို့ရှိရင်ပေါ့ဒီမှာ share ဆိုတာလေးကိုနှိပ်လိုက်ပါနှိပ်ပြီးတော့မှဒီအောက်မှာ download ဆိုတာလေးရှိရယ်ပေါ့နော် download ဆိုတာလေးကိုနှိပ်ပြီးတော့မှဒီမှာကကြာတော့ pdf နဲ့ရေးမှလားဆိုပြီးသူက suggested ဆိုတာကသူသူ suggest လုပ်ထားတယ်သူထောက်ထောက်ခံပေးထားရယ်ပေါ့နော်ဒီ file နဲ့လုပ်တင်တယ်ဆိုပြီးသူထောက်ခံပေးထားရယ်ဟာလေးရှိတယ်အဲ့ဒါလေးကိုပဲဒီတိုင်းပြထားလိုက်တယ် ားပြီးတော့ download ဆိုတာလေးမနိုင်နိုင်မယ်ဆိုလို့ရှင်တော့ဒီကတော့ laptop သမားတွေတော့ဆိုလို့ရှင်တော့ကိုထည့်ရှင်နေနေရာလေးကိုဒီပုံလေး location ပေါ့နော် location ပဲညမှာထားမလဲဆိုတာလေးပြပြရမယ်ဟိုဒီကတော့ download မှာထည့်လိုက်ပြီဆိုရင် save ဆိုတာလေးနိုင်လိုက်လို့ရှင်တော့ laptop သမားတွေတော့ကိုရဲ့ laptop ထဲမှာ cp font design လေးရောက်တော့မှာဖြစ်တယ်ဟုတ်ပြီနော်အဲ့တော့ဖုန်းမှာလည်းပဲဒီတိုင်းပဲတပုံနဲ့လိုက်လို့ရပါတယ်ဟော cp ဆိုတာကိုရဲ့ scale တွေကိုရဲ့ အကြောင်းပေါ့နော်ကိုကိုကိုရောင်းလာဖြစ်တဲ့အတွက်ကြောင့်မလို့ကိုမှရှိတဲ့အရေးချင်းတွေကိုမှရှိတဲ့ experience တွေကိုအပြည့်အစုံတရားလေးရေးပြဖို့လိုအပ်တယ်။အဲဆိုရင်တော့ဒီ video လေးမှာကိုက CP form မှာဗားအချက်တွေထည့်ဖို့လိုအပ်ပြီးလဲဆိုတော့တရားလေးကြည့်ပြီးလို့ကြောင်းကြည့်ပါရစေ။ဒါဆိုရင်ဒီ video ကြည့်နေတဲ့သူတွေကလည်း CP form ရေးရခါမှာဘယ်လိုအချက်တွေပါဝင်ရမလဲဆိုတာကိုတော့သိသွားပြီလို့ကြောင်းကြည့်ပါရစေ။အဲဆိုလို့ရှိရင်တော့နောက်ထပ် video တွေမှာပြန်လည်တွေ့ရအောင်။ နောက်လေးနောက်ထပ်ဗီဒီယိုမှာဆိုလို့ရှင်တော့တစ်ချက်ကအင်တာဗျူးပေါ့နော်အားလုံးသိချင်နေကြတဲ့အင်တာဗျူးဘယ်လိုဖြစ်ရမလဲဆိုတဲ့အကြောင်းအရာလေးကိုပြပြပေးသွားပါမယ်။ See you in my next video. Bye bye.